အခုလည်းပဲပုဏ္ဏပတုမာတာဆိုတဲ့ဘီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားตาကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ကညနေနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြအစာရှာထွက်လာတယ်ဆိုတာသူခင်များများစားရမယ်တောင်းရမယ်ဆိုအစာမှန်တယ်ဗျတွေ့တာကိုကောက်ယူပြီးတော့စားကြတယ် လူတွေစားတဲ့အစီကဖိတ်ဆင်ကြတာလေးကောက်ယူပြီးတော့စားကြရတယ်။အေးစေရုံအကြောင်းသားရောက်လာတဲ့အခါကျတော့အဝေးကနေလှမ်းချလိုက်တဲ့မြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတာကိုမြင်တဲ့အခါကျတော့အော်တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူစိတ်ထဲမှာဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာခြင်းနဲ့စိတ်မရှိသေးဘူးအဲ့ချင်းဘုစုနဲ့မြင်လိုက်တဲ့အခါဒီနေရာမှာစားစရာများ ဝေးနေတာလားဆိုပြီးတော့ဘိုက်ကဆန္ဒပြီးတော့ စားစရာများရမလားလို့ဆိုပြီးတော့ဇေရွန်เจ้าမုတ်ကနေဆွပြီးတော့ဝင်လာတယ်တကယ်တော့ဇေရွန်เจ้าမှာအဆောက်အတန့်ကအခုလို့သူလို့အယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမဆိုးနှစ်မျိုးအဝဲမခံဘူးတဲ့သို့တော့အဲ့ဒီအချိန်လေးမှာတော့သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လားသို့မဟုတ်မြတ်စွာဘုရားတရားဟောနေတာကိုအာယုဆိုင်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့ဘုရားနာထီအောင်ရောက်သွားတယ် ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားကြားပြီးတော့ရက်နေတာပေါ့ဘုရားတရားတော်ကိုနားထောင်သူမှအသိဉာဏ်ရှိတယ်အဲ့ဒီလိုရက်ပြီးနားထောင်နေတဲ့အချိန်မှာဘာလို့တုံးဆိုတော့ခုနကသူ့လက်ကဆွဲလာတဲ့ตาကလေးရဲ့ခြီးလာတဲ့သမီးလေးအမေဘာလို့ရက်နေတာတော့ตาတို့သမီးတို့ဆာလာပြီးသွားပါရှေ့သွားပါရှာပါနဲ့ဒီလိုပြောတဲ့နော် အဲ့ဒီလိုပြောတဲ့အခါ तू ကတရားနာနေတာဖြစ်တော့ကြောင့် तू သားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မတ်မှတ်သားစရာကောင်းတယ်ပေါ့တုန်နီဥတ္တရိကေဟောဟိတုန်နီဟောဟိပုဏ္ဏတုသမီးဥတ္တရာတိတ်တိတ်နေစံသူတို့ကပူညာပူညာလုပ်တယ်လေကလေးကစားတာကိုအေးဥတ္တရာနဲ့တိတ်တိတ်ကလေးနေစံပုဏ္ဏတုစကားမပြောနဲ့တိတ်တိတ်နေစံဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆို ယာဝဟံဗုဒ္ဓတိဋ္ဌတဓမ္မံသတ္တမိတထုတုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထီအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာလို့ပြောနေတာတုံးဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေချာစားလို့ကလေးတွေပြောလိုက်တယ်နော်အိဗဒံမသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူစရာတမန်ကောင်းတယ်ပေါ့အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ် သူသားသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ံပခဝါအာဟသဗ္ဗခန္ဓပမောစနာအနောင်ဖွဲ့အားလုံးကလွတ်မြောက်ရဖြစ်တယ်နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကျိုးတွေနဲ့နေနေရတာနှောင်ကျိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့တာလားဘလို့လူတွေကနှောင်ကျိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ်ဒီ physical body ကိုကျိုးကြီးတွေနဲ့ခြိမ်းထားမှနှောင်ကျိုးလို့ထင်တာ စိတ်ကိုနှောင်ဖွဲ့ထားတဲ့အကျိုးဟာလူမမြင်ရဘူးပေါ့တပ်ပတ်ခန္ဓာပမောစံချီနှောင်ထားတာတွေအားလုံးပြေသွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီချီနှောင်ခန်းနေရတယ်ဆိုရင်ဒါကြောင့်ဒါတွေကိုတို့တတိပြုနားထောင်ရမယ်အတိဝေလာစမေဟောတိအတ္တမိန်တံမိပိယယနာ ဒီတရားကိုငါတောင်းတလာကြာလာပြီတဲ့ဒီတရားကိုတောင်းတအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရဒီတရားငါသိချင်နေတာကြာလာပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြီးတော့ဟောအာယံဆက်ပြီးနားထောင်သူ့သားလေးရလေလိမ္မာရေချရှိတယ်ဘလူးကလေးပဲမယ်လို့မယိုင်းဆိုင်မှုပေါ့အမေအဖေပြောတာကိုနားထောင်တယ်အမန္နာပြရိတ်တာမိ ပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုံနိဘူတာယဥတ္တရာညီမလေးလည်းတိတ်တိတ်နေမပြောနဲ့ဓမ္မမေဝနိတာပေမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်ပဲအမေလည်းနားဆိုင်ထောင်ကျွန်တော်ကျွန်တော်တို့လည်းနားဆိုင်ထောင်ပဲဘာဖြစ်လို့လဲသတ္တမတဝဏဒုက္ခသူတော်ကောင်းတရားကိုနားချရတာစိတ်ကလေးအေးချမ်းဖို့ရတယ် ဟုတ်တယ်ဘဝမှာအင်အားတွေတခုဖြစ်စီအသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမမတူတာအသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ်အញ្ញံလူတောကတွေသိမ့်မများတော့ဘူးဒါကြောင့်မို့တတ္တမသောနာသူတော်ကောင်းတရားကိုကြားနာလိုက်ရတာ အသိဉာဏ်လေးရသွားတာဖြစ်လို့အေးချမ်းမှုကိုပေးနိုင်တယ်လို့သူဆိုတာအဲ့ဒါလို့တာမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလိုက်ကြတယ်အင်မတန်လေးနဲ့တဲ့မြတ်စွာဘုရားတရားကိုနားအေးနိဗ္ဗာန်အကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမိရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုခြေလိုက်ပင်စန္နာပင်ဆက်ခန္တီနော်ခန္ဓာ၅ပါးဆိုတာဒုက္ခပဲ ပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်နေငါဟာလို့ထင်နေကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါဟာလို့ထင်လာဝိပဿနာဉာဏ်ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားတော့တခုစီအသေးစိတ်လေ့လာကြည့်တဲ့အခါငါဆိုတာလည်းရှားမတွေ့ဘူးငါဟာဆိုတာလည်းရှားမတွေ့ဘူး ို့သောတမန်အဖြစ်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထိုးပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါငါဟာဆိုတဲ့အထင်မြင်ရောက်နေသည်များကလပတ်လို့မဖြစ်လေငါလို့တတ်မှတ်တဲ့အရာငါဟာလို့တတ်မှတ်တဲ့အရာဒီဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရာမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ်အညထာဘာဝ တမျိုးတစ်ပုံ ပြောင်းသွားပြီးဆိုလိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးကိုငါလွတ်ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတော့တောကတဲ့ပရိဒီဝဒုက္ခဒေါမနတာဒါတွေဝင်လာတာတာပဲတေချာငါမဖြစ်ရလေခြင်းငါဟာမဖြစ်ရလေခြင်းနဲ့တွားတာတာပဲလေဘာလို့လို့ဆိုသူကငါလွတ်ထင်ထားတာကိုမျက်စိကိုငါလွတ်ထင်တယ် အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူတော့မယ်ဆိုရင်ဘယ်တော့စိုးရင်ညာမယ်လူတွေကနော်ကူလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တန်ရင်တော့ကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲငါလို့ဆွဲလန်းထားလို့ငါဟာလို့အစအရေကမျက်စိဆိုတာစကုပ္ပတာရုပ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာ ကံတရားကြောင့်ဖြစ်တဲ့ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ချိန်တန်လည်းဖြစ်မှာပဲငါမဟုတ်ဘူးဆိုရင်အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုရင်အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါတို့မြင်ထားမယ်ဆိုလို့ရှိရင်ဒုက္ခတို့ပြိတိဝါတို့ဒုက္ခတို့ဒုံနတာတို့လာမှာမဟုတ်တော့လာတောင်မှပျော့ပျော့တည်တည်ပါပါကလေးပဲလာမှာပေါ့ သာမိသာဖ၃ယောက်သာမိ၃ယောက်ဘလူမရေသူသားလေးပုဏ္ဏပတုရေ သမီးလေးဥဒ္ဒရာရေမြတ်စွာဘုရားတရားဟောနေတဲ့နားလေးမှာမတည့်ရက်ပြီးတော့နားနေကြတာသူတို့နားထောင်နေတာတိတ်တိတ်ကလေးဆားလောင်းတာကိုအောင်းအီးပြီးတော့တရားနာနေကြတာနားလိုက်တဲ့အချိန်မှာတရားထဲမှာအယုံဆိုင်ပြီးတော့နားတော့မြတ်စွာဘုရားကဟောတယ်လို့ဆိုတခြားဟာဟောတာမဟုတ်ဘူးလေနိဗ္ဗာန်အကြောင်းကိုဟောတယ်ဆိုလို့ရှိရင် စ္စာလေးပါးဟောတာပဲအဲ့တော့သစ္စာလေးပါးကိုဟောတာဒုက္ခဆိုတာပါရှင်းရှင်းလင်းလင်းသိသွားတယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိသွားတယ်ဒုက္ခនិရောဓဒုက္ခချုပ်ငြိမ်းတယ်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာအကြောင်းဖြစ်တယ်မေကသစ္စာလမ်းကြောင်းကိုလည်းပဲသိသွားတယ်ဘုဒ္ဓဘသူမန္တာဆိုရင်ရခိညာသူကဒိဋ္ဌာနိအရိယသစ္စာနိအရိယသစ္စာတွေကိုကောင်းကောင်းတွေ့သွားတယ်ကောင်းကောင်းတွေ့သွားတယ် ဘောပေါက်သွားတယ်နားလဲသွားတယ်နားလဲသွားတော့သူ့တန်းသူ့သမီးလေးတွေကိုသူကဟိုဝမ်းမြောက်စကားပြောတယ်နောက်ကျဘာပြောလဲပုဏ္ဏပတုဒုက္ခိဟောတုငါသားလေးပုဏ္ဏပတုမင်းချမ်းသာပါစေဣစ္ဆာဟံမိတမုခတာဒီကနေ့သစ္စာလေးပါးကိုသိပြီးတော့ငါရဲ့ကိုယ့်ရဲ့ဘဝကကိုတက်လာပြီပေါ့ငါမှအဋ္ဌဉာဏ်တွေတက်သွားပြီဒီကနေ့ငါအဋ္ဌဉာဏ်တွေတိုးတက်သွားပြီမင်းရဲ့ခြေဆုပဲ မင်းစူးစူးပူပူမလုပ်ဖဲနဲ့ငြိမ်ငြိမ်စင်စင်လေးတရားနာသည့်အတွက်ကြောင့်မင်းကိုကျေးဇူးတင်ပါတယ်လို့ပြောတာပဲเนาะဥတ္တရာပိသူနာတုမီငါစကားနားထောင်တဲ့ဥတ္တရာဟာလည်းချမ်းသာဒုက္ခရပါစေလို့ဒီလိုဒီတုတ်တန်လေးမှာ သူတို့ပြောတဲ့စကားနဲ့ပဲအဆုံးသတ်ထားတာအဲ့တော့ဒီတုတ်တန်လေးရဲ့အနစ်ချုပ်ကိုပြောမယ်ဆိုရင်เนาะနောက်ဆုံးဟာသစ္စာလေးပါးကိုမသိမချင်းဒုက္ခလွတ်နိုင်တာမဟုတ်ဘူး သစ္စာလေးပါးကိုသိရမယ်။နိဗ္ဗာန်အကြောင်းဟောတဲ့တုန်းဆိုတဲ့အဲမှာလည်းပဲနိရောဓသစ္စာကိုအလေးပေးပြီးမြတ်စွာဘုရားဟောတာ။နိရောဓသစ္စာကိုအလေးပေးပြီးတော့ဟောတယ်ဆိုရင်ဉာဏ်နဲ့သစ္စာလေးမပါဘဲနဲ့အလုံးမဖြစ်ဘူးပေါ့။အဲတော့သစ္စာလေးပါးကိုရှင်းလင်းဟောပြတဲ့ဒေသနာကိုကြားနာရသည့်အတွက်ကြောင့်သူတို့ဟာဝိပဿနာလုပ်ငန်းကိုကြာမြင့်စွာမလုပ်ရပါဘူး။လေးလေးနက်နက်လှုပ်လှုပ်ချင်းချင်းနဲ့စိတ်အားစိုက်ပြီးနားလိုက်တဲ့အခါမှာ ပုဏ္ဏဘသူမာတာဆိုရဲယခိနီဘလူမရဲ့သူ့ရဲ့ตาပုဏ္ဏဘသူရဲ့တောတဗံဖြစ်သွားကြတယ်။ဟောတောတဗံဖြစ်သွားတယ်ဆိုတာအမြင်ရှင်းသွားပြီးတော့တမယတွေကင်းသွားတယ်ဒီလိုပြောရမှာပေါ့နော်။မာယွင်းနဲ့အမြင်တွေပျောက်ကင်းသွားပြီးတော့တန်တရားတွေမရှိတော့ဘူးဒိဋ္ဌိနဲ့ဝိသေကိစ္စကင်းသွားပြီ။နိဗ္ဗာန်ဆိုတာကိုရှင်းရှင်းကြီးမြင်ပြီးမဂ်ရှင်ရှိပါဆိုတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားကြပြီ။ သောတာပန္နဆိုတာသောတာဆိုတာမဂ်ကင်၈ပါးသောတာလမ်းကြောင်းကြီးမဂ်ကင်၈ပါးကိုခေါ်တာအာပန္နဆိုတာရောက်သွားတာမဂ်ကင်၈ပါးလမ်းကြောင်းကြီးပေါ်မှာတက်ပြီးသွားပြီနောက်ပြန်မဆုတ်တော့ဘူးသူတို့ online ဖြစ်သွားပြီလို့ဆိုလို့ရနော်နိဗ္ဗာန်စီဝင်နေတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားတယ်အဲ့ဒါလို့ရောက်သွားတဲ့အခါဟိုကလေးမလေးအဲဘလူးငမလေးအငယ်လေးကတော့သူ့မှာခံယူနိုင်တဲ့အသိဉာဏ်အားနည်းနေသည့်အတွက်ကြောင့် သူကတော့တရားလူတရားမြတ်မရပေမဲ့စိတ်ထဲမှာတော့ခြင်းနှုမှုတွေတွေသူရတယ်။ကဲအခုလိုတရားဝဲလာလို့ရလိုက်တဲ့အကျိုးများတရားလူတရားမြတ်ရရုံနေမှာကဘူးသူတို့ဘဝဟာလည်းအစင်းမြင့်သွားတယ်ဘလို့အစင်းမြင့်သွားလို့ဆိုခတိုင်းလိုအယုတ်ဆိုးအကြီးတန်းမဟုတ်တော့ဘူးဗိမာန်နဲ့ဘုံနဲ့ဗိမာန်နဲ့စားစရာနဲ့ဒီလိုဖြစ်သွားတယ်မတရားရဲ့စိတ်ထက်တန်ရှင်းသွားတာကြည်လင်သွားတာနဲ့တပြိုင်တည်းရုပ်အစင်းမှကြည်လင်သွားတယ်လို ြောတယ်နော်ရုပ်ဆင်းကလည်းအယုတ်ဆိုးအကြည့်တန်တာမျိုးမဟုတ်ဘူးဆင်းစားရမယ်မဲ့တောင်းရမယ်မဲ့ဘဝမြန်ကလည်းပဲခုချက်ချင်းလွတ်သွားပြီတော့သူတို့ဟာတရားတို့တရားမြတ်ကိုသိတော့ရုပ်အဆင်းကပါကြီးလင်းလာတယ်ဒါလည်းခုခေတ်မှာလည်းဒီလိုပဲနေတရားသိလာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်တက်ကြည်လာလို့ရှိရင်သူတို့ရုပ်တွေဟာကြီးနေတယ်မျက်နာတွေကြီးလင်းတယ်အေးချမ်းတယ်မှုံတိုးတိုးမဖြစ်ဘူးเนาะစိတ်ဟာလူဟာ စိတ်ညစ်နေတဲ့လူရဲ့မျက်နှာနဲ့စိတ်ပျော်ရွှင်နေတဲ့လူရဲ့မျက်နှာတူမမတူတာဟုတ်မတူစိတ်ပျော်ရွှင်ပြီးတော့တရားနဲ့ပျော်ရွှင်နေပျော်ရွှင်မှုကကြည်လင်ပြီးအေးမြတဲ့ပျော်ရွှင်မှုကာမဂုဏ်အာယုန်နဲ့ပျော်တဲ့အပျော်ကနောက်ကတော့ကလိုက်နေတာအမြဲတမ်းနော်အလိုမကျရင်နောက်ကအလိုမကျမှုတွေကအမြဲလိုက်တယ်လေအလိုမကျမှုတွေကအမြဲလိုက်တယ်အေးဒါကြောင့်မို့လို့ တရားပွဲကရတဲ့အကျိုးအမြတ်ဟာတကယ်ကို ကြီးမားတဲ့အကျိုးအမြတ်ကိုဒီမိသားစုကရလိုက်တယ်လို့တို့တွေလည်းတရားပွဲကအကျိုးအမြတ်တွေရအောင်တို့တွေအာယုံဆိုင်ပြီးတော့ချက်ဆောင်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးဘုရားမြတ်စွာရဲ့ဒေသနာတရားတော်ကိုအလေးထားပြီးလေးစားလိုက်နာနိုင်ကြပါစေကို